ကောင်းကြော်လည်းမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ဟိန္ဒူဘာသာဝင်တွေရဲ့ရိုးရတလေးတစ်ခုဖြစ်တဲ့မီနင်းပွဲတော်ပေါ့နော်မီနင်းပွဲတော်မတိုင်ခင်ပြုလုပ်ရမယ်စီမင်းစည်းကမ်းတွေနဲ့ဥပုပ်ဆောင်ရတဲ့စီမင်းစည်းကမ်းတွေဟာခန္ဓာကိုယ်အတွက်ကိုယ်ရဲ့စိတ်အတွက်ကိုဘယ်လို scientific reason အရအသုံးဝင်လဲဘယ်လိုမျိုး ခန္ဓာကိုယ်အတွက်ကာကွယ်မှုတွေပေးလေပြီးတော့စိတ်ပိုင်းဆိုင်ရာအတွက်ဘလို့ကြံ့ခိုင်မှုတွေပေးလေဆိုတာဟုတ်တကူချင်းစီရှင်းပြသမှာပဲဖြစ်ပါတယ်ဗောနော်ဒီဟာကအဓိက main ကျွန်တော်ပြပြချင်းရည်ရွယ်ချက်ကမြန်မာနိုင်ငံဗောနော်အဓိက main ဗောနော်မြန်မာနိုင်ငံကဒီ meaning ဘွဲကိုပါဝင်ခြင်းတဲ့လူတွေပဲဖြစ်ဖြစ်မဟုတ်လို့ရှိရင်ဒီ meaning ဘွဲရဲ့ benefit ကိုခံစားခြင်းတဲ့လူတွေပေါ့ ဥပမာဖြင့် meaning word ရဲ့ benefit ကိုခံစားခြင်းတယ်ဆိုတာကဘယ်လိုလဲဆိုရင်ဒီ meaning word ဒီရိုးရာတဏှိတစ်ခုဖြစ်တယ်ရိုးရာတဏှိဆိုတာဘယ်လိုဖြစ်ပေါ်လာလဲဆိုတာကိုကျွန်တော်နောက်ဗီဒီယိုမှာပြပြပေးမယ်ပေါ့နော်အဲဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်ဒီဟာကဥပုပ်ဆောက်ရုံနဲ့ဒီကိုအခန္ဓာကိုအတွက် risk ကိုပြန် benefit တစ်ခုရတယ်ပေါ့ကောင်းကျိုးတစ်ခုရတယ်ပေါ့နော်ပြီးတော့ထပ်ပြီးတော့ဒီ meaning word မှာထပ်ပြီး climate အနေနဲ့ပြောချင်တာက mi ကိုလုံးဝလုံးဝ မနှင်းလဲရပါတယ်မီးကိုမနှင်းလဲဆိုတာကမီးနှင်းထဲမှာမီးနှင်းစရာမလိုပါဘူးမီးတွင်းကိုပတ်ယုံလဲစီလဲရပါတယ်ဒါကမီးတွင်းပတ်တာကယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကြီးလေးပဲဖြစ်ဖြစ်ပတ်လို့ရပါတယ်ပေါ့နော်အတိတ်ကမိန်းပေါ့နော်ဒီမီးမီးဘာကြောင့်ပတ် လို့ရောမင်းငင်းတာပဲဖြစ်ဖြစ်မင်းကျွန်းပတ်တာပဲဖြစ်ဖြစ်ပေါ့နော်ဒါကဘာကြောင့်ပတ်ရလဲဆိုတာလည်းကျွန်တော်ပြပြပေးမယ်ပေါ့နော်ပြီးတော့အထပ်ပြပြောချင်တာပါလဲဆိုလို့ရှိရင်ဒီလိုမျိုးဥပုပ်ဆောင်ခြင်းအဖြစ်ပေါ့နော်ဥပုပ်လို့လည်းခေါ်တယ်ပေါ့နော်ဥပုပ်ဆောင်ခြင်းအဖြစ်ဥပုပ်ထက်ဆိုင်စီမင်းစည်းကမ်းလို့ပြောတယ်ပေါ့နော်ဒီစီမင်းစည်းကမ်းတွေကိုထိမ့်သိမ့်တာပေါ့ဒီစီမင်းစည်းကမ်းတွေကိုထိမ့်သိမ့်ပြီးတော့ ိုဘယ်လိုလဲ discipline ကြကြနဲ့အလုပ်လုပ်ပြီးနေတဲ့ဟာပေါ့နော် data ကိုထိမ့်သိမ့်ပြီးနေတဲ့ဟာဒီကာလအတွင်းပေါ့နော်တမတ်ကာလအတွင်းဥပမာပြင်ဖျားအကြောင်းမှာဒီ minimum မတိုင်ခင်လို့ရှိလို့ရှိရင်3ပြပုံစံမျိုးနဲ့လောက်တာရှိတယ်ဥပမာပြင်ကားပူချီတာလို့ခေါ်တယ်ပေါ့နော်အဲကားပူချီတဲ့ရက်ကနေဒီ minimum ပြီးတဲ့အထည်ကိုသူတို့ကဥပုသောင်းပြီးနေရတယ်စီမင်းစည်းကမ်းတွေထိမ့်သိမ့်ပြီးနေရတယ်ပေါ့နော်အဲစီမင်းစည်းကမ်းထိမ့်သိမ့်ပြီးနေရတဲ့ဟာကိုဥပုသောင်းတယ် ေါ်တယ်ပေါ့ဒါရှင်းရှင်းလေးလေးပြောပြတာပေါ့နော်ဒီလေးကကောင်းကျိုးထက်စာလို့ရှိရင်ကျွန်တော်နားလည်အောင်ထပ်ပြီး disclaimer နေနဲ့ပြောပြချင်တာကကျွန်တော်တို့မြန်မာနိုင်ငံမှာဒီအရမ်းပတ်သက်ပြီးအယူဝါဒအမှားကြီးရှိခြင်းပေါ့ဘလို့အယူဝါဒအမှားကြီးရှိလဲဆိုလို့ရှိရင်ခလေးလုံးဝမီးဒီလိုမျိုးမီးနေတဲ့ထဲမှာမပါရဘူးဥပုပ်ဆောင်တဲ့ထဲမှာမပါရဘူးခလေးပေါ့နော်ခလေးပြီးအရွယ်မရောက်ခင်ခလေးထဲမှာသူကဘယ်သူဘယ်ရည်ကိုတတ်မှတ်လဲဆိုလို့ရှိရင်အရွယ်လုံးဝမရောက်သေးခင်ပေါ့နော်အရွယ်လုံးဝမရောက်သေးခင်တော့ဟိုလူတွေအကုန်လုံးကိုတတ်မှတ်တယ် ပြီးသွားလို့ရှိရင်သူကယောဂဖြစ်တဲ့လူဥပမာဖြင့်မီးနေနာရဲ့ရည်ရွယ်ချက်ကဘာလဲဆိုရင်ယောဂကာကွယ်ဖို့အတွက်ဆိုပြီးမီးနေနာကဲ bro ဘယ်လိုပြောမလဲဒီမီးနေနာကယောဂကာကွယ်ဖို့အတွက်ဘယ်လိုဖြစ်မလဲဆိုတာလည်းကျွန်တော်ပြပြနေမှာပေါ့နော်ဘာကြောင့်ဒီကဟို tribe တွေနဲ့ဘယ်လိုဆက်ဆက်မှုရှိနေဆိုတာကိုလည်းကျွန်တော်ပြပြနေမှာပေါ့ဒီဒီကြောင့်တော့ကျွန်တော်နားလည်အောင်ပြပြတာပေါ့နော်ယောဂလုံးဝဖြစ်တဲ့လူလုံးဝနိုင်လို့မရဥပမာဖြင့်ယောဂဆိုတာကနေမကောင်းရင်ပေါ့နော်နေမကောင်းရင်ဥပမာဖြင့်ဖြားရင်တော့မှဒီမီးနေခွင့်မပေးတာဘူးပေါ့နော်ပြီးသွားလို့ရှိရင်ထပ်ပြီးတော့ ကျွန်တော်ပြောချင်တာကဘာလဲဆိုလို့ရှိရင်အသက်ကြီးတဲ့လူလုံးဝနေမှာမပေးဘူးပေါ့နော်အသက်ကြီးတဲ့လူကိုသူကလုံးဝနေမှာမပေးဘူးဒါပေမဲ့ဟိုမြန်မာနိုင်ငံမှာဘယ်လိုပြောအခုခေတ်နောက်ပိုင်းခေတ်တွေမှာတော့ဒါကို ritual ပုံစံမျိုးနဲ့ဆိုင်ရင်ဒါကိုပူပေါင်းရမယ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်နေကြတယ်ပေါ့နော်ဒါကအယူဝါဒအမားလို့လည်းကျွန်တော်ထပ်ပြီးမြင်မိတယ်အယူဝါဒအမားလို့တော့ကျွန်တော်ပြောတာဆိုတာကဘယ်လိုလဲဆိုလို့ရှိရင်ဒီနေရာမှာအယူဝါဒအမားဆိုတာကဟိုဘယ်လိုပြောရမလဲ ဲဒီပေါ့နော်ဒီလိုမျိုးခလေးတွေကိုထည့်သွင်းတာလေပြီးပါရင်အသက်ကြီးတဲ့လူတွေထည့်သွင်းတာနေရာနေရာမားတယ်လို့ကျွန်တော်ထင်မိတယ်ပေါ့နော်ဒီရာကပြီးတော့ဒီရာကိုကျွန်တော်ကဘယ်ရာတွေနဲ့ source လိုက်ပြီးပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့တမယ်ကျန်းစာပေါ့နော်တမယ်ကျန်းစာရဲ့အဓိက main ဖြစ်တဲ့အဂနာနိုတွေပြီးပါလို့ရှိရင်ပိုရနာနိုတွေပြီးပါလို့ရှိရင် celebrity ကတော့ဒီ၃ခုမှာဒီ meaning ဘွဲအကြောင်းအရင်းပြောရသလိုပြီးပါလို့ရှိရင်ဟိုတန်ကြာဝူတွေပေါ့နော်တန်ကြာဝူတွေရဲ့ ကယ်ဗတ်တူပေါ့ကယ်ဗတ်တူဆိုလို့ရှိရင်ဘယ်လိုပြောမလဲကြောက်စာတွေပေါ့ကြောက်စာပြီးရင်မန္တရဲပေါ့နော်မန္တရဲမှာကြောက်စာတွေဖြည့်တယ်ပြီးတော့လို့ရှိရင် single ဘတ်တူဖျားကြောင် single ဘတ်တူလို့လည်းခေါ်တယ်ပေါ့နော်ဒီဖျားကြောင်တွေမှာကြောက်စာတွေရှိရဲ့ဒီကနေတချို့ archaeologist တွေ conduct လုပ်ပြီးတော့ဒီကနေထွက်ပေါ်လာတဲ့ဟာတွေပြီးသွားလို့ရှိရင် indus valley civilization ပေါ့နော်တမင်လို့ပြောရမယ်ဆိုရင်စံကောင်းအာလို့လည်းခေါ်တယ်ပေါ့နော်ဒီစံကောင်းခေတ်တွေဟာဒီဖြစ်ပေါ်လာတဲ့ဟာတွေကိုသူကအကျဉ်းချုပ်ပြီးဒီဟာတွေအပေါ်ရှိနေတဲ့စီမင်းစည်းကမ်းတွေပေါ့နော်စီမင်းစည်းကမ်းဆိုတာက ဒီလွန်ခဲ့တဲ့အနှစ်နှစ်ထောင်မှာတည်းကဒီအကနာနိုတွေပိုကနာနိုတွေပြောလို့ရှိရင်အဲဆလပတိကတော့ဘောနော်ဒီသုံးခုကျမ်းမာတွေရေးပြီးပါပြီဘောနော်ဒီရေးပြီးပါပြီဆိုတာဒီအရဲ့ benefit တွေပြောလို့ရှိရင်ဒီအရဲ့အကောင်းကျိုးတွေဆိုးကျိုးတွေအကောင်းကျိုးကပိုများတယ်ဘောနော်ဒီဥပုပ်ကိုသူကအဓိက main ပြောတာဘောနော်ပြီးတော့ဒီ meaning နဲ့ဟာကိုလည်းသူရေးပြီးပြောသွားတယ်ဘောနော်ဒီရကို ကျွန်တော်တို့က ချုပ်ပြီးတော့ကျွန်တော်တို့ team တစ်ခုလောက်ကချုပ်ပြီးတော့ဒီရရဲ့ကောင်းကျိုးတွေကဘာအတွက်လဲဆိုတာကိုကျွန်တော်ဒီနေ့ပြပြသမှာဖြစ်တယ်ပေါ့နော်ဒီ mini boy color ပေါ့နော် mini boy color မှာဆိုလို့ရှိရင်တချို့ဖရာရောင်းနေမှာ16ရဲ့ပေါ့နော်16ရဲ့ connect လောက်တာရှိတယ် ဥမာပြန်ချုပ်ဖျားကြောင်းညီမကျွန်တော်ဆန်ကားရဲ့ကန်တက်လောက်ရရှိတယ်။ချုပ်ဖျားကြောင်းညီမကိုရဲ့ကန်တက်လောက်လာရှိတယ်။ဒါဖျားကြောင်းကြောင်းညီမမတူဘူးပေါ့နော်။ဒါအိန္ဒိယက Richard ကိုအလေးကဥသာထားပြီးပြောတာဖြစ်တယ်ကျွန်တော်ကတော့ပေါ့နော်။အဲပထမအဆုံးပြောချင်တာကဒီပေါ့နော်ဥပုပ်ကာလပေါ့ဖျားကြောင်းမှာဒီမီနီမွေလောက်တော့မယ်ဆိုပြီးသူတို့ကာပူချီရယ်ပေါ့နော်။ကာပူချီပြီးတော့မီနီမွေပြီးတဲ့အထိကိုအချိန်ကာလတစ်ခုသတ်မှတ်တယ်။အဲအချိန်ကာလတစ်ခုကိုနာမည်ပေးတာကဘယ်လိုပြီးလဲဆိုရင် Varadon ဆိုပြီးနာမည်ပေးတယ်ကျွန်တော်သတ်မှတ်မှာပေါ့နော်။ ဗရဒွန်ဆောင်းရတယ်ပေါ့နော်ဗရဒွန်ဆောင်းရတယ်ဆိုတော့ဥပိုးဆောင်းရတယ်ဆိုတဲ့သဘောပေါ့ဒီထဲမှာအဓိက main ပြုလို့ရမယ်အချက်ကပါရီလေးဆိုလို့ရှိရင်နံပါတ်1ကကြတော့ဟိုကျွန်တော် scientific reason နဲ့ကျွန်တော်ရှင်းပြပြီးပါတော့နော်ဒီဟာက ဟိုဒီကာလပေါ့နော်ဒီအပိုင်းခြားဒီကာလကဘာလဲဆိုတော့အဓိကမင်းရ divine energy တော့လာကောင်း universe နဲ့တော့လာကောင်းကိုယ့်ရဲ့လွတ်လန်းချောင်းပေါ့ဗျာလွတ်လန်းချောင်းကိုချိတ်ဆက်ဖို့အတွက်အဓိကဥတီတာဖြစ်တယ်ပေါ့နော်ဟိုလွတ်လန်းချောင်းဆိုတာဒီညမှာဘယ်လိုသွားတော့လဲဆိုလို့ရှိရင်နိဗ္ဗာန်ပေါ့နိဗ္ဗာန်သွားဖို့အတွက်ကိုအဓိကဥတီတာလို့လည်းပြောတယ်နံပါတ်1ကဘာလဲဆိုလို့ရှိရင်ဒါကနံပါတ်1မှာဘာလဲဝတ်မလဲဆိုရှစ်ပါးတီတာလုံးဝပြည့်စုံရမယ်ရှစ်ပါးတီတာကိုဆောင်ထည့်ရမယ်ဒီကာလမှာပေါ့နော်နံပါတ်1ကရှစ်ပါးတီတာလုံးဝပြည့်စုံ မယ်လုံးဝစောင့်ထိုင်းရမယ်ရှင်းပါသီလာကိုအဓိကစောင့်ထိုင်းရမယ်ပြီးွားလို့ရှင်ထပ်ပြီးတော့ဟိုဟိုဘောနော်ထပ်ပြီးတော့တို့ကဘာလဲဆိုရင်တချို့ဖျားเจ้าနေမှာဘောနော်တချို့ဖျားเจ้าနေမှာမားလဲဝတ်ပြီးတယ်မားလဲဝတ်ပြီးတယ်ဆိုတော့အိန္ဒိယမှာ ါ့အခုဒီမားတွေပါကျတော့တိတ်ပြီးမဝေ့ကြတော့ဘူးနော်ဘယ်ဒီလောက်ပဲဘလက်ကဲဝေ့ပြီးနေနေရတယ်အမှမားလဲဝေ့ရခြင်းအကြောင်းရင်းရပါလဲဆိုလို့ရှိရင်ဒီကာလပေါ့နော်ကျွန်တော်ခုနပြောသလို16ရက်ကာလဆိုတော့55ရက်ကာလပေါ့နော်ဒီပြားပွဲပြီးတဲ့အချိန်ကာလပေါ့အဲ့ကာလတစ်ခုမှာဒီအရာကိုအမြဲသတိထားနေဖို့အတွက်ပေါ့နော်အမြဲသတိထားနေဖို့အတွက်ကိုဝေ့ရခြင်းဖြစ်တယ်ပေါ့နော်ပြီးတော့ဒီမားလဲကိုအရင်တော့ဆိုလို့ရှိရင်ဒီအကြောင်းလဲပတ်သက်ပြီးကျွန်တော်ပြောပြမိမယ်ပေါ့နော်ဒီဒီအရာလဲပတ်သက်ပြီးတော့ ဝေးလိုက်ခြင်းအားဖြင့်ပေါ့နော်အခုဥပမာပြကျွန်တော်တို့ဆွဲကြိုးအကြီးတစ်ခုဝင်းရင်တော့မှရင်ဘတ်ကိုလာလာရိုက်နေမယ်ဒီမှာလည်းအကြီးတယ်ပေါ့နော်ဒီဘိုက်လောက်ထိကိုရောက်တယ်ပေါ့နော်ဘိုက်လောက်ထိကိုရိုက်တဲ့အချိန်ကြာလို့ရှိရင်ဒီကောင်ကလာလာရိုက်တယ်ပေါ့အဲ့လိုလာရိုက်တဲ့အချိန်ကြာလို့ရှိရင်ဟိုဘယ်လိုပြောမလဲအမြင်သတိရှိနေတဲ့ပုံစံမျိုးပေါ့ဒါသဘောအနေနဲ့လာဒီကဝစ်ခိုင်းနေဖြစ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့သူတို့က luxury no luxury မရှိရဘူးနော်လို luxury မရှိရဘူးဆိုတာကဘယ်လိုလဲဆိုရင်စိန်ခံပစ္စည်းပေါ့စိန်ခံပစ္စည်းတွေအရင်အလုံးကြုံမတော့ပါဘူး DR ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်စိန်ခံပစ္စည်းမတော့ပါဘူးဆိုတာကမမှန်တာမရှိခြင်းဘူးအဓိကပြောတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ထပ်ပြီးတော့ဒီကာလပေါ့နော်အဲ့ဒီဥပုသ်ဆောင်တဲ့ကာလမှာရွှေလုံးဝမဝေးရဘူး ရွှေလုံးဝမဝင်ရဘူးပြီးရင်အလားအပါသူတို့ရွှေကိုအရင်တော့ကဆိုရင်ရွှေတွေငွေတွေကိုပေါ့နော်အဲ့ BCK တွေမှာဆိုလို့ရှိရင်ရွှေတွေငွေတွေကို အလားအပါပစ္စည်းဖြစ်သတ်မှတ်ကြတယ်ပေါ့နော်ဒီအချိန်အိုက်ကလာပါပေါ့နော်ရွှေတွေငွေတွေကိုအလားအပါပစ္စည်းဖြစ်သတ်မှတ်ကြတယ်အဲ့လိုအလားအပါပစ္စည်းဖြစ်သတ်မှတ်တာဖြစ်တဲ့အတွက်ကိုဒီရကိုမဝင်ရဖို့အတွက်ကိုအဓိကဦးတည်ပြီးပြောတာချင်းဖြစ်တယ်ပေါ့နော်ဒီရတွေကိုဘယ်တန်းတွေကယူရတယ်ဒီဒီအခုကျွန်တော်ပြပြမယ့်အပိုင်းကကြတော့ဒီဟွာပေါ့တရား ဘယ်လိုပြောမလဲကိုရနာနိုလူအပိုက်900နဲ့ရှစ်ထဲမှာကျွန်တော်ယူရတာဖြစ်တယ်ပေါ့နော်ဒီ900နဲ့ရှစ်မှာသူပြောပြတာချင်းဖြစ်တယ်ပေါ့နော်ဒါကကျွန်တော်ပြပြဟိုဘယ်လိုပြောမလဲကျွန်တော်တခါတည်း show in လုပ်ပေးတာပဲပေါ့နော်ပြီးသွားလို့ရှိရင်ထပ်ပြီးတော့သူကဗာထက်လောက်ဝသည်လေဆိုလို့ရှိရင်ဒီရရဲ့အဓိက main ရည်ရွယ်ချက်ပေါ့နော်အဓိက main ရည်ရွယ်ချက်ကထပ်ပြီးတော့ဟိုမနက်၄နာရီထားမနက်၄နာရီထားရမယ်ဆိုတာကသူကဘာကြောင့်ထားခိုင်းလဲဆိုလို့ရှိရင် ဘယ်နိုင်ငံရဲ့ GMD နဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဘယ်နိုင်ငံရဲ့ GMD နဲ့ပဲဖြစ်ဖြစ်3နာရီ30နဲ့3မိနစ်3နာရီ30နဲ့3မိနစ်ကကျွန်တော်တို့တက်မဲ့လို့ဆိုရင် Brahma Mukurtam လို့ခေါ်တယ်ဒီ universe ရဲ့အတိုင်းကိုခေါ်တယ်ပေါ့နော် universe ရဲ့အတိုင်းပေါ့အဲ့ universe ရဲ့အတိုင်းမှာကိုကအဲ့ချိန်ထပြီး pray လုပ်တယ်ဆိုလို့ရှိရင် ဟိုရတယ်ပေါ့နော်ကိုယ့်ရဲ့ subconscious mind ကလည်းတရားကို catch up လုပ်ပြီးတော့ဒါ scientific reason ကြီးပေါ့နော်ဒါကနားလဲဘူးတချို့လူတွေကခက်တယ်ပေါ့ဒါကျွန်တော်နားလဲအောင်ရိုးရှင်းရှင်းပြတာပေါ့နော်အဲ့လိုမျိုး catch up လုပ်ပြီးတော့ collagen နဲ့ပန်းနိုင်အောင်ရောက်နိုင်တယ်ပေါ့နော် collagen နဲ့ glow ကိုသွားနိုင်တယ်ဆိုတော့အတိတ်ပဲကိုရည်ရွယ်တာပေါ့နော်ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာဒီလိုမျိုး၃နိုင်တွေပါတယ်ဘယ်သူမှတော့မထအောင်ပေါ့နော်ပြီးတော့မလောက်လဲမလောက်ဆောင်ကြအောင်ပေါ့ပြီးတော့ထပ်ပြီးတော့ထပ်ပြီးတော့တရားကိုသူက option ပုံစံမျိုးနဲ့ဘယ်လိုပြီးလဲဆိုလို့ရှိရင် ဟိုမနက်9နာရီမရောက်ခင်ရအောင်ထပြီးတော့သူရေချိုးอ่ะရေချိုးပြီးဘာလုပ်ရလဲဆိုတရားထိုင်ရတယ်ဥပုသောင်းတဲ့လူပေါ့နော်တရားထိုင်ရတယ်ဒါကိုမြန်မာနိုင်ငံမှာတချို့လူတွေကနက်မလောက်ကြောက်ဘူးပေါ့နော်ပြီးတော့တရက်ကိုထပ်ကျင်ရေချိုးရတယ်အဓိက main ပေါ့နော်တကူရေတန်ရှင်းမှုပေါ့ပထမဆုံးတစ်ချိန်ရကြတော့ဒီမနက်ပိုင်းရေချိုးရတယ်ပေါ့နော်ဖျားမြေရှိကိုရေချိုးရတယ်ပြီးရင်နောက်တစ်ခုကကြတော့ဟို ဘယ်လိုပြောရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ညနေပိုင်းပေါ့နော်လူတွေကအရင်ကဆင်းမနက်သွားညနေပြန်လှုပ်ပြီးလှုပ်ရတာတွေရှိတယ်သူတို့လေယာဉ်လုပ်ငန်းတွေလှုပ်ရတာတွေရှိတယ်လေယာဉ်လုပ်ငန်းတွေလှုပ်ရတာဖြစ်တဲ့အတွက်ကိုသူတို့တွေကဟိုပြန်မဟိုပြန်လာတဲ့အချိန်တိုင်းတကူတန်ရှင်းမှုဦးစားပေးတယ်ဦးစားပေးတဲ့အတွက်ရေချိုးကနေဒီရရေချိုးကနေရေချိုးကနေရေချိုးပြီးရင်ဖျားချောင်းသွား ဘုရားကျောင်းကိုသွားပြီးတော့အဲဒီကာပူချီတာလည်းဘုရားကျောင်းပေါ့နော်ကာပူချီတာလည်းဘုရားကျောင်းကိုသွားပြီးတော့သူတို့ divine energy ကိုခံစားရမှာ divine energy ဆိုတာဘုရားကျောင်းမှာဝေယဝေဆလောက်ရမယ်ဒီဘုရားကျောင်းရဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဒီဗီဒီယိုမှာပြပြလာတယ်ပေါ့နော်ဘုရားကျောင်းမှာဘာကြောင့်အုံကြီးမပြောသေးခွဲရတယ်ဆိုတဲ့အကြောင်းရင်းပေါ့ကျွန်တော်ဒီဒီချက်ချက်ရှင်းပြရတယ်ပေါ့နော်အဲ့တော့ divine energy ခံစားရမယ်ပြပါလို့ရှိရင်ဘုရားကျောင်းမှာလုပ်ပေးချက်ရှိတာလုပ်ပေးရမယ်ပေါ့နော်အဲ့လိုသဘောကိုရည်ရွယ်ခြင်းဖြစ်တယ်ပေါ့ကောင်းမှုကုသိုလ်ယူရယ်ပေါ့နော် ပြပါလို့ရှိရင် ထပ်ပြီးတော့ဖះရောက်မှာဟိုဘယ်လိုပြောမလဲဒါနဲ့ပတ်သက်တဲ့ energy တွေခံစားရမယ်ပြီးတော့ commit တို့ပေါ့နော်ထပ်ပြီးတော့အဲ commit တို့အချင်းရတယ်ဆိုရင်ဒီမှာပေါ့နော်ကျွန်တော် Hindu Bala ဝင်အကြောင်းနဲ့ပတ်သက်ပြီးငွေရဲ့တင်ငွေရအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြတာလေးရှိတယ် commit တို့အချင်းရရင် check လုပ်ကြည့်ပေါ့နော်ဒီ commit တို့အတွက် Hindu Bala ဝင်နဲ့ပတ်သက်ပြီးတော့လေးလာခြင်းတဲ့လူတွေပဲဖြစ်ဖြစ် ဒါကြကျွန်တော်ဘာဖြစ်တယ်တင်နေဦးမယ်။ဟိုဒီပိုင်းနဲ့ပတ်သက်ပြီးတော့ဖခင်เจ้าမှာ URL အမှားလေးတွေရှိတယ်ပေါ့နော်။ community ဆိုင်ငယ်ချင်း share ပြီးလို့ရအောင်ဆိုပြီးမိเจ้าနဲ့ပတ်သက်ပြီးပြပြတာတွေရှိတယ်ပေါ့နော်။အဲ community ချင်းရန် check cloud ကြီးပေါ့ဘာလို့သူတအနေနဲ့ပေါ့။အဲအဲ့လိုမျိုးပေါ့။ဒီရာကဘယ်တဲမှာပြောတာလဲဆိုလို့ရှိရင် corona တွေလို့လို့မှာတခါတည်းပြောတာ။နောက်တစ်ခုစမ်းစာကြတော့အကနာနေလို့ပါလက်140ပေါ့နော်။ဒါကကြတော့အကနာနေလို့ရဲ့အပိုင်း140ပေါ့နော်။အပိုင်း140မှာဒီเจ้าနဲ့ပတ်သက်ပြီးထပ်ပြီးတော့ဘာပြောတာလဲဆိုလို့ရှိရင် no violence ပေါ့နော်။ no violence ဆိုတာကျွန်တော်ဒီရာနဲ့ပတ်သက်ပြီးတော့ ချက်ချက်ဟိုတက်ပေးရမယ်ပေါ့နော် no violence ဆိုတာကဘယ်လိုပြောရမလဲဆိုမဆဲရဘူးပေါ့နော်အဓိကမင်းမဆဲရဘူးတေထွက်တန်ယူဖြစ်စီတဲ့ဟိုရန်ဖြစ်ချင်းပြုတ်ချင်းတွေမလောက်ရဘူးပေါ့နော်အားကြောင့်လဲဆိုတော့ဒီလိုမျိုးလုပ်တဲ့အချိန်ကြလို့ရှိရင်ဒီကာလမှာတရာတရာရဲ့ဟို divine energy ကိုမခံစားရသလိုဒီရာရဲ့ superior power လည်းမခံစားရဘူးပေါ့နော်ဒီရာရဲ့ရည်ရွယ်ချင်းအပြင်လုံးဝမဆဲရဘူးအဲ့ဒါကြောင့်ရှင်ပါတိလာတယ်မှာလည်းပါဝင်သွားပြီပေါ့နော်ဒီချက်ကကြတော့ လုံးဝမဆဲရဘူးမဆဲရတဲ့အပြင်ကိုပြရလို့ရှိရင်ဆဲခြင်းပြခြင်းရန်ဖြစ်ခြင်းလုံးဝမလုပ်ရအောင်ပြီးနောက်တစ်ခုကဒီထဲမှာထပ်ပြီးတော့ဗာပြောတာလဲဆိုရင်လိန်ဆက်ဆန့်ခြင်းအဓိကမလုပ်ရအောင်ပေါ့နော်လိန်ဆက်ဆန့်ခြင်းအဓိကမလုပ်ရအောင်လို့ဆိုရဲရည်ရကြကဗာလဲဆိုရင်ဒီတမတ်ကာလပေါ့နော်တမတ်ကာလအတွင်းမှာသူကဥမာပြင်တမတ်ကာလဆိုတာကိုယ့်ရဲ့အချိန်ကာလအလုပ်အခြေအနေပေါ်မူတည်ပြီးတော့9ရက်ထဲစောင့်လေရတယ်ပေါ့နော်9ရက်အနည်းဆုံး9ရက်သုံးမဟုတ်ဟိုပြောရမလဲလစ်ဟို မားနဲ့ကနန်းနေပေါ့နော်သူကအဓိကယူရယ်ပေါ့နော်သုံးရက်ဆောင်လို့ရတယ်ပေါ့နော်အဓိကဥပုပ်ဆောင်နေယူရဲ့ချက်ကကျွန်တော်ခုနပြောသလိုပေါ့ရက်များလို့ရှိရင်ရက်များတဲ့တော့ super power ရတယ်ကိုယ့်ရဲ့ universe နဲ့ချိတ်ဆက်လို့ရတယ် divine power ရဖို့အတွက်ကို divine energy ရဖို့အတွက်ယူရခြင်းဖြစ်တယ်ပေါ့ကိုယ့်ရဲ့ scientific benefit ရဖို့အတွက်ယူရတာပေါ့နော်ရက်များရင်ရက်များတယ်လို့ပို့ကောင်းတာပေါ့နော်အများဆုံးကတော့16ရက်ပါပဲသူတို့ဒီစောင့်ကြတဲ့ဟာပေါ့နော် ပြီးတော့ထပ်ပြီးတော့ဒီတဲမှာထပ်ပြီးတော့ဗောနလိန်မဆက်ဆံရအောင်လိန်ဆက်ဆံခြင်းအဖြစ်မှာဖြစ်လေဆိုလို့ရှိရင်ဗောနော်ဟိုကိုယ့်ရဲ့ energy တွေညော်နေတယ်ဗောနော်ကိုယ့်ရဲ့ energy ညော်နေတယ်ဒီကာလမှာဒီကာလမှာအဓိကမင်းဗောနော်ဘာကြောင့် energy ညော်နေတယ်ဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ချက်နဲ့ဆက်ပြမယ်ဗောနော်ဒီ energy ညော်နေခြင်းအဖြစ်ဗောနော် energy ညော်နေခြင်းအဖြစ်ဒီဟာဟိုဒီဥပုပ်ဗောအာမပြူနိုင်ဗောအာမပြူနိုင်ဖြစ်တဲ့အတွက်ကို ဟိုဘယ်လိုပြောရမလဲဆိုလို့ရှိရင်အာမပြူနိုင်ဖြစ်တဲ့အတွက်ပေါ့လိမ်မဆက်ဆန့်ရအောင်ဆိုပြီးစီမင်းစည်းကမ်းကိုဒီကကနနိုးမှာထားခဲ့တယ်ပေါ့နော်ပြီးွားလို့ရှိရင်ထပ်ပြီးတော့ဒီထဲမှာထပ်ပြီးဟိုလောက်ချင်တာ fasting ပေါ့နော် fasting ကိုအဓိကဦးစားပေးတယ်ပေါ့ fasting ကိုအဓိကဦးစားပေးတယ်ဆိုတာကသူကမနက်ပိုင်းဆိုလို့ရှိရင်ပေါ့နော်မနက်ပိုင်းဆိုလို့ရှိရင်ဟို ဟိုဘယ်လိုပြောမလဲအစားအသောက်ကိုတော့အများကြီးမစားဘူးထမင်းပေါ့နော်အဓိကမင်းထမင်းမစားဘဲနဲ့အစာကြည်သာလေးပဲစားရဲပြီးတော့နေကင်းကြမှာထမင်းတစ်နက်ပဲစားရဲပေါ့နော်နေကင်းကြမှာထမင်းတစ်နက်စားရဲပြီးညကျရင်လုံးဝမစားရအောင်ညကျရင်ထမင်းလုံးဝမစားရအောင်ညကျရင်ထမင်းမစားတဲ့ရွယ်ချက်ကပါလဲဆိုလို့ရှိရင်ညကျရင်ကျွန်တော်တို့ထမင်းစားတယ်မလားထမင်းစားတဲ့အချိန်ကြလို့ရှိရင်ညပတ်ထမင်းစားလိုက်ပြီးစားပါစားပါဆိုကျွန်တော်တို့ရဲ့ဟိုဒီစားလိုက်တဲ့အစားအစာက ိုတုတ်သွေးဖြစ်သွားတယ်ဗောနော်တုတ်သွေးဖြစ်သွားတဲ့အချိန်ကျရင် လိန်ကာမစိတ်ကိုဖြစ်ပေါ်စေတယ်နှိုးကြွစေတယ်ဗောနော်ညာပတ်စားခြင်းအဖြစ်ဗောညာပတ်6နိုင်ကြော်သွားလို့အစားထားတဲ့အချိန်ကျလို့ရှိရင်လိန်ကာမစိတ်ကိုဖြစ်ပေါ်စေတယ်လိန်ကာမစိတ်ဖြစ်ပေါ်စေတဲ့အချိန်ကျရင်လိန်ဆက်ဆံနံပါတ်ကိုသွားလိုက်ရအောင်အဲအဲ့လိုဖြစ်တဲ့အတွက်ကိုသူကညာပတ်ကိုအစားမစားခိုင်းခြင်းဖြစ်တယ်ဗောနော်ဒါအဲ scientific ကအရန်လှပတယ်လို့ပြောလို့ရတယ်ဗောနော်သူ့ရဲ့ connect လောက်ပုံဗောနော်ပြီးတော့ထပ်ပြီးတော့ဒီထဲမှာ ဟိုအဓိက main ကဘာလို့ရလဲဆိုတော့တတ်တက်လွတ်စားရတယ်ဆိုပြီးပြောတယ်ဗောနော်တတ်တက်လွတ်စားရတယ်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံနဲ့ပြောမယ်ဆိုချုပ်ပြီးပြောရမယ်ဆိုရင်ရှင်းတာဗောနော်တတ်တက်လွတ်ဆိုပြီးဒါပေမဲ့ဟို English လို့ပြန်ကြည့်မယ်ဆိုလို့ရှင်ဟို Brian Witch language လို့လည်းပြောလို့ရတယ်နော်ဒီထဲမှာအဓိကဟိုတတ်တက်လွတ်ထဲမှာဘာတွေရှောင်ကျင်ရလဲဆိုရင်ဗောနော်အဓိက main ကအညီသာဗောနော်အညီသာဆိုတာကဘယ်လိုပြောမလဲအသားငါအသားငါဗောနော်အသားငါရှောင်ကျင်ရတယ်ပြီးွားလို့ရှင် ဒီပေါ့နော်အသားငါရှောင်ကျင်းရမယ်ပြီးကြက်ဥပေါ့နော်ကြက်ဥပါညာရှောင်ကျင်းရမယ်ဥနဲ့ပတ်သက်တဲ့ပစ္စည်းတွေပေါ့အဲဒီရည်ဖြောင်ကျင်းရမယ်ပြီးအသီးရွက်ပေါ့ fiber content ပေါ့နော် fiber content စားခြင်းအပြင်ဘာဖြစ်မလဲဆိုရင်ကိုယ့်ရှိကိုဟို fiber content များတယ်လို့ positive energy ကိုလည်းဟိုလောက်ကြတယ်ဒါတချို့တော်တော်များများကတသက်လွတ်စားတဲ့ဟာကို which which ပေါ့နော် which ကိုဟိုပြောရမလဲဘယ်လိုလဲပြောလို့ရတယ်ပေါ့နော်ဒီလိုမျိုးတသက်လွတ်စားခြင်းအပြင်ကို ဟိုပြောပြကိုယ့်ရဲ့ positive energy တွေပေါ့နော်များလေဆိုပြီးတော့တချို့ YouTube တွေမှာကျွန်တော်ဖတ်မိတယ်ပေါ့နော်ဖတ်မိတယ်လို့တွေ့နေတွေ့မိတယ်တချို့လူတွေပေါ့နော်တရားဘာသာရေးတော့မဟုတ်ဘူးပေါ့နော်စင်းရင်ပြောရမယ်ဆိုတတ်တက်လွတ်စားတာတော့ဘာသာရေးနဲ့လုံးဝမဟုတ်ဘူးလို့ကျွန်တော်ငြင်းမိတယ်။ဘာကြောင့်လဲဆိုတော့ဒီတတ်တက်လွတ်စားခြင်းဒီကိုယ့်ရဲ့ကျမ်းမာရေးကောင်းနေဆိုပြီးတော့လေတချို့ ဟို English တွေပေါ့နော် English တွေပြောတာလည်းတွေ့မိရဲ့ American တွေပြောတာလည်းကျွန်တော်တွေ့မိရဲ့ပြီးတော့ဟို music director တရားပေါ့နော် music director တရားဆိုတော့ hit zimaya zimaya ပေါ့နော်အခု F1 မှာလာဒီ music director လောက်ပါလေသူဆိုလို့ရှိရင်လည်းသူဒီ music လောက်တဲ့အချိန်ပေါ့နော် music လောက်တဲ့အချိန်သူတက်တက်လွတ်စားရဲဆိုပြီးတော့လည်းပြောရတာရှိတယ်နော် and သူ podcast တစ်ခုမှာကျွန်တော်ပြောရတာရှိရဲ့နောက်တစ်ခုကကျတော့ celebrity ကတော့288ပေါ့နော်288မှာမပြောရလဲဆိုလို့ရှိရင်ဒီကာလာပေါ့နော်ဒီ UO ဆောင်းတဲ့ကာလာထဲမှာကျတော့ ဟိုဘယ်လိုပြမလဲတယောက်ယောက်ပေါ့နော်အိမ်မှာတယောက်ယောက်နေမကောင်းဖြစ်တယ်ဆိုလို့ရှိရင်နေမကောင်းဖြစ်တယ်ဆိုလို့ရှိရင်ဒီဥပုပ်တွေကနှုတ်ထွက်လို့ရတယ် နှုတ်ထွက်လို့ရတယ်ဆိုတဲ့အကြောင်းအရာမှာလဲဆိုလို့ရှိရင်ဒီလိုမျိုးနေမကောင်းဖြစ်တဲ့အချိန်ကြလို့ရှိရင်နှုတ်ထွက်လို့ရတယ်နှုတ်ထွက်တယ်ဆိုတာကတော့သူရိုးရှင်းနေပါတော့ဒီတန်းမှာသူကခုနကကျွန်တော်ပြောခဲ့သလိုပေါ့ခလေးတွေမပါရဘူးအသက်ကြီးတဲ့လူတွေမပါရဘူးဆိုပြီးပြောရတယ်ဒီလိုမျိုးအချိန်မှာကိုယ့်ရဲ့အိမ်ကိုဥစည်းဥဆောင်လုပ်တဲ့လူတွေပဲဖြစ်တယ်မဟုတ်ဆိုအိမ်ရဲ့ထောက်တိုင်နေပဲဖြစ်တယ်ပေါ့နော်အဲ့လိုအချိန်မှာအိမ်မှာတရားရောက်နေမကောင်းဖြစ်တယ်ဆိုရင်နှုတ်ထွက်လို့ရတယ်နှုတ်ထွက်ခြင်းအပြင်ဘာကြောင့်နှုတ်ထွက်ခိုင်းတာလဲဆိုလို့ရှိရင်အခုမှလာဒါဟိုဘယ်လိုပြမလဲဒီ ူဇာတွေပေါ့နော်မြန်မာနိုင်ငံပူဇာတွေကအတင်းအကျပ်ဖိပတ်ဖိပြီးတော့ဟိုဘယ်လိုပြောမလဲအတင်းထုတ်တဲ့ပုံစံအမှမဟုတ်ဒီဟာထုတ်ခိုင်းခြင်းရည်ရွယ်ချက်ကပါလဲဆိုရင်ကိုယ့်ရဲ့အိမ်ရဲ့တာဝန်ဝတ္တရားတိအရန်အရေးကြီးရယ်ပေါ့နော်ကိုယ့်ရဲ့အိမ်ဝတ္တရားတိအရန်အရေးကြီးတာဖြစ်တဲ့အတွက်ကို တရားကိုနှုတ်ထွက်ပြီးတော့ကိုယ့်ရဲ့အိမ်ကိုဂယူးဆိုင်ဖို့အတွက်ပြုလုပ်ခြင်းဖြစ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုအိမ်မှာနေမကောင်းဖြစ်တာပြီးတဲ့အပြင်ပေါ့အိမ်မှာနာရေးဖြစ်တာပေါ့နော်နာရေးဖြစ်တာဆိုတော့လကောက်တစ်ခုတစ်စုံဖြစ်တယ်ဆိုလို့ရှိရင်ဒီဥပုပ်တွေကနှုတ်ထွက်လို့ရတယ်ဘာကြောင့်နှုတ်ထွက်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်ခုနပြောသလိုပေါ့ကိုယ့်ရဲ့အင်တာဝင်ပေါ့နော်အင်တာဝင်ကိုထမ်းဆောင်ရမယ်အင်တာဝင်ကိုထမ်းဆောင်ပြီးအိမ်ကိစ္စပြီးသွားတယ်ဥမာပြင်းဆိုလို့ရှိရင်ဥပုပ်ကာလမှာဖျားဝဲမပြီးမချင်းပေါ့နော်ဖျားဝဲမပြီးမချင်းဥပုပ်ကာလမှာဥမာပြင်းနာရေးဖြစ်တယ်ပဲဆိုပါစို့နာရေးဖြစ်လို့ ိုကနိုင်ကလာပြီးွားတယ်ကဲနိုင်ကလာပြီးွားတယ်ဖះအွဲမပြီးသေးဘူးဆိုလို့ရှိရင်မားလဲပဲဖြစ်ဖြစ်ဒီကာပူပဲဖြစ်ဖြစ်ပြန်ချီပြီးတော့ဥပုပ်ပြန်ဆောင်ပြီးဝင်လို့ရတယ်ဒါကဟိုအခုချိန်မှာကျွန်တော်မြင်မိတာပေါ့နော်မြန်မာနိုင်ငံမှာအယူဝါဒအမှားကိုအရင်ဖြန့်ချီကြတယ်ဟိုဘယ်လိုပြောမလဲအိမ်မှာတယောက်တည်ဝိုင်းတစ်နှစ်ထိဖះเจ้าမသွားရဘူးဆိုတော့ဟိုအယူဝါဒအမှားကြီးอ่ะအခုချိန်ကြီးရှိနေတော့ပဲပေါ့နော်ဒါကမဟုတ်ပါဘူးအိမ်မှာ လူတယောက်တည်သွားတယ်ဆိုရင်ဖခင်ကြောင့်တနစ်သွားတနစ်မသွားရဘူးဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ထပ်ပြီးဗီဒီယိုလုပ်ပေးမယ်ပေါ့နော်ပြီးတော့ထပ်ပြီးတော့ပေါ့နော်ဒီထဲမှာဒီ celebrity ကတော့နေမှာထပ်ပြီးပါပြောလဲဆိုလို့ရှိရင်ခုနကပြောသလိုပဲပြောခဲ့တဲ့အကြောင်းလေးလိုပဲဥပုပ်ပြီးဆောင်းရတယ်ပြောရလို့ရှိရင် तू အဓိက main ပါပြောလဲဆိုရင် तू က meaning တော့အဓိက main မပြောဥပုပ်ဆောင်းတာပဲအဓိက main ပြောတယ် meaning နဲ့ဆိုတာက तू ကဘယ်လိုလဲဆိုလို့ရှိရင် scientific reason ပေါ့နော်အရင်တော့ဆိုရင် tribe တွေပေါ့ tribe တွေကကျွန်တော်တို့ ဟိုကျွန်တော်တို့တွေပေါ့နော်အဓိကအဖြစ် industrial civilization ရဲ့အရှိပိုင်းကလူတွေပေါ့ industrial civilization မှာပါနေတဲ့လူတွေရောပေါ့နော်ဒီထဲမှာဟိုပြောရမယ်ယောဂပေါ့နော် tribe တွေကဒီအုပ်စုတစုမှာယောဂဖြစ်တဲ့တော့လကောက်ဘာလို့ဆိုရင်သူတို့ရဲ့အုပ်စုယော့နေသွားရင်တော့လကောက်တခြားအုပ်စုနဲ့သွားပေါင်းတာပေါ့နော်အုပ်စုကယော့နေသွားရင်တခြားအုပ်စုနဲ့သွားပေါင်း tribe တွေကအခုဥပမာပြင်ယောဂဖြစ်တယ်ဆိုလို့ရှိရင်ဒီတနည်းအနေနောက်တနည်းပြောင်းကြအဲ့လိုပြောင်းတဲ့ချင်းဒီယာကမလုပ်လေဆိုလို့ရှိရင် ဒီ meaning ချင်းအယူအဆကိုပြုလုပ်တယ် meaning နဲ့သူတို့တွေဟိုနွားကိုလည်း meaning ခိုင်းတယ်သူတို့ရဲ့စိတ်ကိုလည်း meaning ခိုင်းတယ်သူတို့ကိုယ်တိုင်လည်း meaning မီသူတို့တွားလိုက်တယ်ပေါ့နော်တွားလိုက်တဲ့အချိန်တိုင်းသူတို့ရောကမှမပါတော့ဘူးဆိုတဲ့အယူအဆတစ်ခု ပြီးတော့ဒီ meaning ဆိုတော့ meaning ကိုပြတဲ့အချိန်ကြလို့ရှင်သူတို့ခန္ဓာကိုယ်မှာရှိတယ်ပေါ့နော် anti fungus တွေ anti bacteria တွေတည်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြီးတော့ယုံကြည်ကြရတယ်ပေါ့နော်ဒီဟာက scientific နဲ့တွားချိတ်တယ်ပေါ့နော်အဲပြီးပါလို့ရှင်သူတို့ရဲ့နောက်တစ်ခုကကြတော့ သူတို့ဒီအုပ်စုပေါ့နော် ethnic group ကဒီလူမျိုးစုတစ်ခုကယောနေလာတယ်နောက်လူမျိုးစုတစ်ခုနဲ့သွားပေါက်မယ်ဆိုအဲ့တဲ့အုပ်စုတစ်ခုကလက်ခံမှုအတွက်ဘာလုပ်လဲဆိုမီးကျွင်းလုပ်တယ်ပေါ့နော်မီးကျွင်းလုပ်ပြီးတော့ဒီအောင်မီးနေမိလာအဲ့တော့ဒုက္ခနာကိုတွေကယောဂမပါလာတဲ့ကိုမပါလာတဲ့အချိန်တိုင်းသူတို့အုပ်စုနဲ့ပေါင်းလို့ရတယ်ဆိုတဲ့အတိတ်ပဲဒီလိုမျိုးမီးမနေဘူးဆိုလို့ရှိရင်သူတို့ခန္ဓာကိုယ်ကယောဂပိုင်သူတို့အုပ်စုတစ်စုလုံးထပ်ပြီးတော့ ညောင်းနေသွားအောင်မယ်ဗောနော်တို့အုပ်စုမှာတည်ချင်းပြုချင်းနေဖြစ်မဲ့ဆိုပြီးတော့ဒီကကနက်တလောက်တာလေဗောနော်ဒါဆီလပတိကတော့မှာအဓိကအခုတည်ပြီးပြောတာလေပြီးတော့ထပ်ပြီးတော့ဗောနော်ဒီကအပြင်ကိုအကနာနုတို့မှာရောကနာနုတို့မှာရောပြီးသွားလို့ရှိရင်ဒီကြောက်စာတွေမှာရောအဓိကအဖြစ်ဒီကကိုဟိုဒီဘယ်လိုပြောမလဲဆိုစီဗန်းရဲ့ဟိုပါဗောနော်အမျိုးသမီးဗောနော်စီဗန်းရဲ့အမျိုးသမီး ဒီအမန်ပေါ့နော်အမန်ဆိုတာကမဲတော်ဖရာကြောင့်နေပေါ့နော်မဲတော်ဖရာကြောင့်နေမှာဘာကြောင့်ကန်တက်လောက်လဲဆိုအရင်တော့က layer size ပြိုးရည်ဒီအဓိကမိန်ဖြစ်တယ်ပေါ့နော် layer size ပြိုးရည်ဒီအဓိကမိန်ဖြစ်တဲ့အတွက်ကိုဟိုဘယ်လိုရမလဲဒီရာနဲ့သူတို့ချိန်ဆက်ကြတယ်ပေါ့နော်ဒီဖရာကြောင့်နေနဲ့ချိန်ဆက်ကြတယ်အမန်ဖရာကြောင့်ကများလာတဲ့အချိန်မှာဒီဖရာကြောင့်နေနဲ့ချိန်ဆက်ပြီးဒီပွဲတော်ကိုဒီမှာကန်တက်လောက်တာဖြစ်တယ်ပေါ့နော်လူတွေရဲ့ယောဂပျောက်ဖို့အတွက်ပေါ့လူတွေရဲ့ယောဂပေါ့နော်လူတွေရဲ့ယောဂပျောက်ဖို့အတွက်ခုနကနေမင်းပြောရမလားဘယ်လိုဘယ်လိုမင်းပြောရမလားဒီဟိုမှာ ဟိုယောဂရှိရင်မနေရမဟုတ်သူကဘယ်လိုလဲဆိုရင်ခန္ဓာကိုယ်မှာအခုကျမ်းမာရေးမကောင်းဆိုမနေရကျမ်းမာရေးမကောင်းဘူးပေါ့နော်ဒီကာလမှာပေါ့နော်ဥပုပ်ကာလမှာပဲဖြစ်ဖြစ်ဖျားပွဲကာလမှာပဲဖြစ်ဖြစ်ကျမ်းမာရေးမကောင်းဆိုရင်မနေရဘူးတကယ်လို့ခုခန္ဓာကိုယ်ထဲမှာကျမ်းမာရေးကောင်းပြီးတော့နလန်ပြန်ထူစားပေါ့နော်နလန်ပြန်ထူရဲဆိုတာလောကကောင်းသွားရင်ပေါ့နော်ကောင်းသွားရင်ပဲဖြစ်ဖြစ် ဘာလို့ဆိုကိုယ်ခန္ဓာကိုယ်ထဲမှာအကျမ်းမရေးမဖြစ်ဟိုပြန်အန်တီဘက်တီးရီးယားပေါ့နော်ယောဂမဖြစ်စေခြင်းမဖြစ်ဖြစ်ဒီမီးကိုနင်းခြင်းကိုပြုတ်လောက်ကြတယ်ဒီဖျားကြောင့်မှာအန်ဒက်လောက်ခြင်းဖြစ်တယ်ပေါ့နော်ဒါကဗမာကြီးလို့ဆိုလို့ရှိရင်ကျွန်တော်တို့တန်ကြာဝုဒ်မှာကာလ်ဘတ်တူမှာရေးထားတယ်ပေါ့နော်တန်ကြာဝုဒ်ကာလ်ဘတ်တူဆိုတာတန်ကြာဝုဒ်ရဲ့အကြောက်စာမှာရေးထားတယ်ပေါ့နော်ဖျားကြောင့်အကြောက်စာမှာရေးထားတယ်ပြီးတော့ဒီယာကရာဂျာရာဂျာချိုလင်းရဲ့ဟိုအာဒီတယကရိကလည်းပေါ့နော်သူ့ရဲ့ခင်မှာလည်းဒီအကြောက်စာကိုရေးထားခဲ့ခြင်းရှိတယ်ပေါ့နော်ပြီးတော့ ဟို choler ခဲ့ပေါ့နော် choler ခဲ့မှာရေးတာချင်းဖြစ်တယ်ပေါ့နော်အဓိကမင်းပြီးတော့ palavert devil ပေါ့နော် palavert devil ဆိုတာကဟိုဒီတောင်ပိုင်းမှာပေါ့နော် palavert devil ကသူ့ရဲ့ခစ်မှာလည်းဒီအကြောင်းကိုကြောက်ဆံမှာရေးတာချင်းဖြစ်တယ်အခုကတော့ south ပိုင်းပေါ့နော်အိန္ဒိယရဲ့တောင်ပိုင်းမှာဆိုလို့ရှိရင်အကုန်လုံးပြုလုပ်ကြတယ်ပေါ့နော်ဒီ EU ကတော့အကုန်လုံးပြုလုပ်ကြတယ်ဟိုဘယ်လိုပြအမေတော့ဖခင်ကြောင့်နေမှာအကုန်လုံးမှာပြုလုပ်ကြတယ်ပေါ့နော်ဒီရဲ့ EU ရဲ့ချက်ကအဲ့လိုမဟုတ်ဒီကဖះနဲ့ပူပေါင်းရတယ်ဆိုတာကတို့အိုက်ရှိတ်အိုက်ခါလာမှာတို့ရဲ့ခန္ဓာကိုယ်ကမနော်ဒီယောဂမပါဖို့အတွက်အဲ့ချိန်မှာ အိန္ဒိယမှာဘာယောဂအဖြစ်များဆုံးလဲဆိုရင်ငှက်ဖျားယောဂပြီးမัญကမလေးလေးလေးပြောတယ်မัญကမလေးဆိုလို့ရှိရင်အသေးအောင်တက်သွားပါတော့အသေးအောင်တက်သွားလေးဖြစ်တယ်ပြောတယ်ဒီကောင်းကြီးကတော်တော်များဖြစ်ပြီးတည်သွားကြတယ်ပေါ့နော်အဲ့လိုမတည်အောင်ဒီကိုကာဝယ်တဲ့ပုံစံမျိုးနဲ့တို့မီးနေခိုင်းခြင်းဖြစ်တယ်ပေါ့နော်ဒါကဘာသာရေးအယူအဆလုံးဝမဟုတ်ပါဘူးဘာသာရေးအယူအဆလုံးဝမဟုတ်ဘူးဟိုးရင်တော့ကလူတွေအတွက်တော့ဟုတ်တာပေါ့နော်သိတယ်မလားဒီဟာကဒါဒီလိုမျိုးပုံစံမျိုးရှိတယ်ဆိုရင်ကျွန်တော်တို့အိန္ဒိယမှာကြတော့ ဒီ tribe ကနေပဲလာကြတာပေါ့နော် tribe ကနေပဲဖြစ်ပေါ်လာကြတာအရင်တော့ကလူတွေကလည်း tribe တွေပဲလေတကယ်တကယ်ပြန်ကြည့်လူမျိုးစုတွေလူမျိုးစုတွေအနေမှာလည်းဆင်းပေါ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 င်းပြီးတော့ civilization တွေဖြစ်ပြီးတော့နိုင်ငံတော်တွေဖြစ်လာကြတာလေအဲ့တော့ဒီအယူဝါဒဒီ ဒီလိုမျိုးကျမ်းစာရအဲ့ဒါကြောင့်တို့ကလည်းဒီကျမ်းစာထဲမှာရေးရတာပေါ့နော်ကျမ်းစာထဲမှာရေးရတယ်ဆိုတာကခလေးလုံးဝမနှင်းရဘူးဆိုတဲ့အကြောင်းပြီးွားလို့ရှိရင်နေမကောင်းတဲ့လူမနှင်းရဘူးလူကြီးမနှင်းရဘူးဆိုတဲ့အကြောင်းရေးရတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာအခုကလုံးဝစိတ်ပြက်စရာလုံးဝကောင်းတဲ့အနေအထားတစ်ခုပုံမျိုးဖြစ်နေတယ်ပေါ့နော်။ဒါကကွန်ပျူတာကိုကျွန်တော်နားလည်အောင်ရှင်းပြပေးတာပေါ့နော်။ကဲကွန်ပျူတာတော့ကောင်းကောင်းမွန်မွန်တည်တည်ချာချာနားလည်သွားပြီလို့ကျွန်တော်မြင်မိတယ်ပေါ့နော်။ DI နဲ့ပတ်သက်ပြီးတော့ပေါ့နော်။ ထပ်ပြီးတော့ကျွန်တော်နောက်ဗီဒီယိုတစ်ခုလုပ်ပေးမယ်နောက်ဗီဒီယိုမှာမပါလို့ပေးမလဲဆိုလို့ရှင်ဒီ minute ဘွဲ့ယူဝါဒကဘယ်အချိန်မှာဖြစ်ပေါ်လာတာလဲပြီးွားလို့ရှင်ဒီ minute ဘွဲ့ကိုဘာကြောင့်နင်းရတာလဲဆိုတဲ့အကြောင်းပေါ့နော်ပြီးတော့ဒီ minute ဘွဲ့မှာဘာတွေလောက်ရလဲပေါ့ဒီ minute ဘွဲ့တဲမှာဘာတွေလောက်ရလဲဒီရရဲ့နောက်က scientific reason တွေများပါတယ်ပေါ့နော်ပြီးွားလို့ရှင်ဒီ minute ဘွဲ့ယူဝါဒဒီဘယ် PC လောက်နေရပေါ့ထွန်ခဲ့တာလဲဆိုတာကိုလည်းကျွန်တော်တစ်ခုချင်းပြီးပြောပြသွားပေးမယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ဥပုပ်အကြောင်းပဲအဓိက main ပြောရတယ်ပေါ့နော်ဒီဖနက် ခြေပလာပေါ့နော်ဖနက်ခြေပလာဆိုမှကျွန်တော်မပြောဘူးဆိုပြီးမေ့သွားတယ်ဥပခုနပေါ့နော်ဖနက်မဝေးရဘူးပေါ့နော်ဖနက်မဝေးရတဲ့အကြောင်းရင်းကဘာလဲဆိုလို့ရှိရင်ဒီကကျွန်တော်နောက်ဗီဒီယိုမှာချိတ်ဆက်ပြီးပြောပေးမှာပေါ့နော်ဒီထဲမှာဖနက်မဝေးရခြင်းကတစ်ချက်ပဲကျွန်တော်ပြောလိုက်ပေါ့နော်ဖနက်မဝေးရခြင်းအကြောင်းကဘာလဲဆိုလို့ရှိရင် positive energy ပေါ့နော်မြေကြီးကနေ positive energy ရွာတယ်ခန္ဓာကိုယ်ကို positive energy ရဖို့အတွက်ကိုအဓိကဖဏ္ဍဝိပြီးတော့သူတို့မနေကင်းဖြစ်တယ်ပေါ့နော်ဖဏ္ဍဝိပြီးမနေကင်းဖြစ်တယ်ဆိုတာကဘယ်မှာပြောရလဲဆိုလို့ရှိရင်ဒါကလည်း celebrity ကတော့မှာပြောရတာပေါ့နော်ပကနာနုရုနဲ့ပကနာနုရုမှာကြတော့လဲပြောရတယ်အကနာနုရုမှာကြတော့ဖဏ္ဍမုတ်ခွေရတဲ့အကြောင်းဟိုစကလုံးတစ်လုံးလောက်နဲ့ပဲပြောရတယ်ပရနာနုရုမှာကြတော့စကားကနည်းနည်းလေးပဲပါလားဒီတိုင်းမှာကြတော့သူကသုံးမှုလောက်ပဲထည့်ပြောရတာပေါ့နော်ဖဏ္ဍကိုမနေရဘူးဆိုတာကဘာလဲဆိုလို့ရှိရင်ဘယ်လိုပြောမခန္ဓာကိုယ်က ဟို positive energy ရေဘိုးတော့ပေါ့နော်မြေကြီးက positive energy ရေဘိုးတော့ဟိုဟာလောက်ချင်းဖြစ်တယ်ပေါ့နော်ဖနက်ချုပ်ပြီးတော့လမ်းလျှောက်ပိုင်းချင်းဖြစ်တယ်အဲအဲ့ဒါလည်းဟုတ်တယ်ပေါ့နော်ဒါကကျွန်တော်ဗျာနဲ့ connect လုပ်မိလေဆိုရင်ကျွန်တော် podcast တစ်ခုကြည့်မိတယ်ပေါ့နော် ဟိုဟာခရစ်ယာန်အစိုးရတယောက်ရှိတယ်ဗောနော်ခရစ်ယာန်ဆိုတော့တယောက်ဆိုတော့အိန္ဒိယဆိုတော့တယောက်ဗောနော်ဒါပေမဲ့အခုကျွန်တော်အတာတော့ဖြစ်နေပြီဗောနော်သူဆိုလို့ရှိရင်ဖနက်မဝစ်ချင်းကိုသူဆောင်ရွက်တယ်လို့လည်းပြောတယ်ဗောနော်သူတမီဆုံးပါသွားတဲ့အချိန်မှာသူဖနက်မဝစ်ချင်းကိစ္စကိုဆောင်ရွက်တယ်ဗောဒါပါလဲဆိုပြီးသူက scientific ကိုသူမေးကြည့်တဲ့အချိန် scientific reason က positive energy ဒါနဲ့တော့ connect လုပ်မိတယ်ဗောနော်ချိန်ဆက်မိတယ်လို့လည်းကျွန်တော်မြင်မိတယ်ဗောနော် ဒါကဟိုဒါဒီအချက်လက်တွေဒီလူတွေရဲ့ကောင်းကျိုးအတွက်ပဲဖြစ်တယ်ပေါ့နော်ကျွန်တော်ခုနပြောလို့လူတွေရဲ့ကောင်းကျိုးအတွက်ပဲဖြစ်တယ်လူတွေအတွက် benefit ခံစားဖို့အတွက်ပဲဖြစ်တယ်လူတွေရဲ့ကာကွယ်ခြင်းဖြစ်ဖို့အတွက်ပဲဖြစ်တယ်အတတ်မှတ်ကြီးကို meaning ခိုင်းတာမဟုတ်ဘူး meaning ခိုင်းနေဆိုတာကလေဟိုနင်းနေတဲ့နေရမဟုတ်ဘူးပူဇာတိတိပြောတိုင်းမယုံပါနဲ့ community တို့အဓိကမင်းပြောချင်တာပေါ့နော် Hindu community တို့ပဲဖြစ်ဖြစ် Hindu ညီကောင်မတွေပဲဖြစ်ဖြစ်ဟိုညီမတိသေးတဲ့လူတွေပဲဖြစ်ဖြစ်ပေါ့နော်ပြီးတော့ထပ်ပြီးတော့ ပြောချင်တာပါလဲဆိုလို့ရှိရင်ဟိုဗုဒ္ဓဘာသာဝင်နေပေါ့နော်ဒီမှာမိင်းနေတဲ့လူတွေရှိတယ်အဓိကမဲ့ရန်ကုန်ကလူတွေပေါ့နော်မိင်းနေတဲ့လူတွေရှိတယ်အဲ့အချင်းကျတော့နားလဲသွားတာပေါ့နော်အဲ့တော့ ဟို comment တို့တိတိချာချာရှင်းသွားပြီလို့ကျွန်တော်တို့မြင်မိတယ်ဒီရရဲ့ benefit တွေခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေပြီးတော့ကျွန်တော်နောက်ဗီဒီယိုမှာထပ်ပြီးတော့ဒီရပေးရှင်းအောင်ပေါ်လာတာလဲဘာကြောင့်နေရလဲဆိုတာတော့ကျွန်တော်အပြည့်ဆုံးပြောပြပေးမယ်ပေါ့နော်ကဲရှင်းရှင်းလေးလေးမြင်သွားပြီလို့မြင်မိရယ်ပေါ့နော်ဒီလိုမျိုးအကြောင်းအရာ comment တို့အတွက်အသုံးဝင်မယ်ဆိုလို့ရှိရင် Hindu comment တို့ပဲဖြစ်ဖြစ် meaning ဘွဲကိုစိတ်ဝင်စားတဲ့လူတွေပဲဖြစ်ဖြစ် meaning ဘွဲအကြောင်းကိုလေးလာနေတဲ့လူတွေပဲဖြစ်ဖြစ် comment တို့ share ပေးပါ ထပ်ပြီးပြောချင်တာဗာလဲဆိုလို့ရှိရင်အရင်တော့ကလူတွေအတွက်ပေါ့နော်အရင်တော့ကလူတွေ tribe တွေအတွက်ပေါ့နော် tribe ကနေကျွန်တော်တို့ရဲ့ရှေ့လူကြီးတွေကျွန်တော်တို့ဘိုးဘွားတွေပေါ့နော်ဘိုးဘွားဘီဘီတွေပေါ့ဘိုးဘွားဘီဘီတွေအတွက်ဒီမြင်းနှင်းပွဲအယူဝါဒဒီအရန်အရေးကြီးတယ်ပေါ့နော်မြင်းနှင်းချင်းအယူဝါဒဒီအရန်အရေးကြီးတယ်ပေါ့အဲဒါမဲ့ကျွန်တော်တို့ဒီနေ့ခင်ကြီးမှာဟိုနိုင်ငံတော်ကစေးကဏ္ဍကြီးလည်းတိုးတက်လာပြီပေါ့နော်စေးကဏ္ဍကြီးလည်းတိုးတက်လာပြီအရာရာတိုးတက်လာပြီပေါ့သူတို့အတွက်အရေးကြီးတာဟုတ်လိုက်မယ်ကျွန်တော်တို့အတွက်ပေါ့